ယမန်နိုင်ငံအခြေဆိုင်ဟိုတီတဘုံတွေစီဒုံးကြီးအစိပ်ပိုင်းတွေမှောင်ခိုပို့ဆောင်ခဲ့တဲ့တူကိုအမေရိကန်မှာထောင်ဒဏ်140ချမှတ်လိုက်ပါတယ်။အီရန်ရဲ့မဟာမိတ်ဖြစ်တဲ့ဟိုတီတွေကယမန်ရဲ့နိုင်ငံတကာအသိမှတ်ပြုအစိုးရကိုစန့်ကျင်တိုက်ခိုက်ပြီးကျယ်ပြန့်တဲ့နေမျိုးတွေကိုသိမ်းပိုက်ထားတဲ့လက်နက်ကိုင်အင်အားစု ဖြစ်ပါတယ်။အခုထောင်ချောက်ခံလိုက်ရတဲ့အမျိုးသားကတော့အီရန်ကနေဟိုတီတွေစီပေးပို့တဲ့ဒုံးကြီးအစိပ်ပိုင်းတွေကိုငါးဖက်လီပေါ်မှာဖွက်ပြီးမှောင်ခိုပို့ဆောင်ပေးနေကြတာလို့သိရပါတယ်။ အမေရိကန်ဟာအာရပြပင်လယ်ထဲမှာ2024ခုနှစ်ဇန်နဝါရီလတုန်းကဆင်နွှဲခဲ့တဲ့အစစ်စင်ရေးတစ်ခုအတွင်းမှာပါကစ္စတန်နိုင်ငံသားမိုဟမ်မာပါလာဝမ်ကိုဖမ်းမိခဲ့တာဖြစ်ပါတယ်။အဲ့ဒီအစစ်စင်ရေးမှာအမားအယွတို့ကြုံခဲ့ရကအမေရိကန်ရေတပ်ရဲ့အထူးကွန်မတိုနှစ်ယောက်ယင်းနှစ်သေဆုံးခဲ့ရပါတယ်။ပါလာဝမ်ရဲ့လေလုံသားတွေကတော့သူတို့ဟာလက်နက်မောင်းကိုလုပ်ငန်းမှာလှည့်စားအသုံးချခံခဲ့ရတယ်လို့ထွက်ဆိုပွဲရှိကြောင်းအစိုးရရှင်တွေကပြောပါတယ်။ကနအူးစစ်စင်မှုမှာတော့အလေလုံသားအားလုံးက တို့ဟာငါးဖမ်းလေးပေါ်မှာအလွတ်လုံနေတာလို့ပဲသဘောယိုနဲ့အယုံကြည်ထားကြောင်းပြောကြခဲ့ပါတယ်။ဟူတီတွေဟာအမေရိကန်ရဲ့မဟာမိတ်ဖြစ်တဲ့အစ္စရေးကိုဒုံးကျည်တွေနဲ့မကြာခဏတိုက်ခိုက်လေရှိပါတယ်။ဘာလောင်ဝမ်ရဲ့လေပေါ်ကနေသိမ်းဆီးရမိခဲ့တာတွေကတော့အီရန်ရဲ့တိုက်ချင်းပြတ်ဒုံးကျည်အစိတ်ပိုင်းတွေလို့ယုံကြည်ရပါတယ်။အီရန်အစိုးရဟာဟူတီတွေကိုလက်နက်ထောက်ပံ့ပေးနေကြောင်းဆွဆွဲချက်တွေကိုအစင်တစိုက်အငင်းဆိုနေခဲ့ပါတယ်။အခုအမှုကိုလေ့လာကြည့်ရင်တော့အီရန်ဟာအကြမ်းဖက်အဖွဲ့အစည်းတစ်ခုကိုအစစ်အမြင်ဆုံးစစ်လက်နက်စနစ်တွေကို ထောက်ပံ့ပေးနေတယ်ဆိုတာအထင်အရှားအမြင်သာလာကြောင်းဗာဂျီးနီးယားမှာပြုလုပ်ခဲ့တဲ့တရားစီရင်စစ်ဆေးမှုမှာ American Federal အစိုးရရှင်တွေကဆက်ဆဲသွားပါတယ်။အသက်59နှစ်အရွယ်ပါလာဝမ်ဟာအော်တိုဗာလ16ရက်မှာနှစ်ရှည်တောင်းတန်စီရင်ချက်ချမှတ်ခံခဲ့ရတာပါ။သူဟာအကြမ်းဖက်မှုအများအပြားသေးချေပြက်စီးနိုင်တဲ့လက်နက်တွေတရားမဝင်သဲယူမှုတွေဆက်ဆဲချက်တွေအတွက်ပြင်မှုထင်ရှားကြောင်းဆုံးဖြတ်ခံခဲ့ရပါတယ်။သူရဲ့လှေလောက်သား၈ယောက်ကတော့လက်နက်မှောင်ကိုကိစ္စကိုဘာမှမသိကြောင်းတရားရုံးမှာထုတ်ဆိုခဲ့ပြီး လေထဲမှာအထုပ်ကြကြီးတွေပါနေတာကိုတွေ့ပေမဲ့ဘာတွေလဲဆိုတာကိုတော့ဘယ်သူမှမသိခဲ့ကြအောင်ပြောပါတယ်။လေလုတ်သားတယောက်ကသူဟာဒီအကြောင်းကိုဆက်ဆုဘူးပေမဲ့ဘာလာဝန်ကအခုအလုပ်ကိုလုပ်ဖို့အစုပ်ပုံမမဲခဲ့ကြအောင်ထွက်ဆိုသွားပါတယ်။တရားရုံးကတော့အဲ့ဒီလေလုတ်သားတွေနဲ့ပတ်သက်လို့အစီရင်ချက်မချသေးပါဘူး။ဘာလာဝန်ဟာအီရန်နဲ့ယီမန်ကြားမောင်ခိုခီးစဲတစ်ခေါက်အတွက်ဒေါ်လာ3000 3000လေးပါလောက်ရရှိတယ်လို့အစိုးရရှင်တွေကစွပ်စွဲခဲ့ပါတယ်။ ဘာလာဝန်ကသူလုပ်နေတဲ့အလုပ်ကထောင်နှခမ်းဝပေါ်လက်လျှောက်နေမှန်းကောင်းကောင်းသဘောပေါက်ထားပြီးဇနီးဖြစ်သူစီပေးပို့တဲ့ message တစ်စောင်မှာသူကိုယ်သူတေလူတို့တတ်မှတ်ထားကြောင်းရေးသားထားခဲ့ပူပါတယ်အမေရိကန်မှာသမ္မတဒေါ်နယ်ထရမ့်တကြောပြန်အာဏာရလာပြီးနှစ်ရက်အကြာမှာပဲဟူသီတွေကိုအကြမ်းဖက်အဖွဲ့အစည်းအဖြစ်တတ်မှတ်ခဲ့ပါတယ်ဟူသီတွေဟာအစ္စရေးနိုင်ငံပိုင်နက်ထဲကိုသာမကပဲယီမန်ကမ်းလွန်ကပင်လယ်အနီးနဲ့အီရန်ပင်လယ်ခွေ့မှာခုံမောင်းနေတဲ့အရက်ဘတ်ကုန်းတင်သင်းမော်တွေကိုဒုံးကျည်တွေနဲ့တိုက်ခိုက်ခဲ့တာကြောင့်လည်း နာမည်ဆိုးနဲ့ကြော်ကြပါရရှင်